thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုံအနေနဲ့လိုင်တာယာမှာနိုင်ငံပုံမှန်နယ်ဖမ်းဆီးထားတဲ့မက်ဆွန်ပွင့်လိုင်ကိုရဲများလက်မှပြစ်ခတ်ခဲ့ထုတ်သွားပြီးပြစ်ခတ်မှုကြောင့်တူရဲအုပ်တူတိမ်ဆုံပြီးရဲရရှိတအုပ်ဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းလိုင်တာယာမြို့နယ်မှာနိုင်ငံပုံမှန်နယ်ဖမ်းဆီးထားတဲ့မက်ဆွန်ပွင့်လိုင်ကိုရဲရီလက်မှပြစ်ခတ်ခဲ့ထုတ်သွားမှုဖြစ်ပွားခဲ့ပြီးပြစ်ခတ်မှုကြောင့်တူရဲအုပ်တူတိမ်ဆုံပြီးအရာရှိတအုပ်ဒဏ်ရာရရှိကြောင်းစစ်ကောင်စီရဲ့တရင်ထုတ်ပြန်ကြတဲ့ဒေသခံပြည်သူတွေရဲ့ပြောဆိုချက် န်းရသိရပါတယ်။ဇူလိုင်လ10ရက်နေ့ည9:30မိနစ်30အချိန်လိုင်တာယာမြို့နယ်အရှိပိုင်းရဲစခန်းမှာစံဖတ်တိုက်ဖြတ်ရေးဥပဒေပုံမှန်90ညနဲ့ဖမ်းဆီးထားတဲ့မက်ဆွန်ပွင့်လိုင်းရေးပေါ်နာမကျန်းဖြစ်လို့လိုင်တာယာမြို့နယ်စေယုံကိုဒုတိယရဲအုပ်နှစ်ဦးကခေါ်ဆောင်လာကြောင်းအဲ့လိုခေါ်ဆောင်လာစဉ်လိုင်တာယာမြို့နယ်စစ်မှုဆောင်နှင့်မင်းကြီးမဟာမင်းကောင်လန်းထိန်ရောက်မှလူနာဦးကိုဒုရဲအုပ်နှစ်ဦးကပြစ်ခတ်ခဲ့ပြီးဖမ်းဆီးခံထားတဲ့မက်ဆွန်ပွင့်လိုင်းကိုကဲထုတ်သွားကြောင်းသိရပါတယ်။ မတ်စုံပွင့်လိုင်းကိုကဲထုတ်စဉ်ပြကတ်ခံရတဲ့တူရဲဥတအုပ်ကတနတ်တန်ရနဲ့တည်ဆောင်းခဲ့ပြီးအမျိုးသမီးတူရဲဥကတော့အမျိုးသမီးတူရဲဥကပခုံးကြီးဖောက်ဝင်တန်ရရရှိခဲ့ကြောင်းရဲများရဲ့ဖမ်းဆီးခံထားရတဲ့မတ်စုံပွင့်လိုင်းကတော့လွတ်မြောက်သွားကြောင်းသိရပါတယ်။အဆိုပါဖြစ်စဉ်ကြောင့်လိုင်းသားရတမျိုးနယ်လုံးမှာမနေ့ကညပိုင်းအစဉ်စစ်ချင်းလမ်းများပိတ်ဆို့ပြီးစစ်ဆေးခြင်းများလှုပ်ဆောင်ခဲ့ပြီးလူငယ်တို့လည်းဖမ်းဆီးခံခဲ့ရကြောင်းဒေသခံပြည်သူတွေကပြောပါရတယ်။မနေ့ကည၈နာရီမိနစ်30အချိန်လိုင်းသားရမြို့နယ်တမကုံစင်ယုံနားမှာကားများကိုစစ်တပ်ရဲနဲ့ပြူစော်တီတွေက ပိတ်ဆို့စစ်ဆေးခဲ့ပြီးမပုံတင်တဲ့ရှင်မောင်းလိုင်စင်အတူကိုင်းဆောင်တဲ့လူငယ်တအုပ်ကိုစစ်တပ်ကဖမ်းဆီးသွားခဲ့ကြောင်းသိရပါတယ်။မင်းကညာကလိုင်တောင်ရမှာရဲရီပြစ်ခတ်ခံရပြီးတအုပ်တင်လို့စစ်ဆေးမှုတွေလုပ်ခဲ့တဲ့လိုင်သားရတဒါရီချက်ချင်းပိတ်သွားတဲ့ဘင်းရောင်တဒါအောင်စင်ရတဒါရွှေပြည်သားတဒါပန်းလိုင်တဒါအကုန်ပိတ်ထားတာညာတကောင်ရံလောက်မှပြန်ဖွင့်တယ်လူလိုင်တောင်ရမြို့နယ်အရှေ့ပိုင်းမှရှင်ရက်ွက်မှာနေထိုင်တဲ့ပြည်သူတအုပ်ကရှင်းပြပါတယ်။မင်းကမနက်စောပိုင်းမှာလိုင်တောင်ရမြို့နယ်အတွင်းစစ်ကောင်စီတပ်တွေက နေ့အချင်းအစင်းစစ်မှုတွေလှုပ်ဆောင်မယ်လို့ရက်ကွက်အုပ်ချုပ်ရေးဖွဲ့ရီထံကိုစစ်တပ်ကတရားဝင် အသိပေးလာကြောင်းလိုင်တာယာမြို့နယ်မှာရက်ကွက်အုပ်ချုပ်ရေးဖွဲ့ဝင်တချို့စီမှသိရပါဗျ။ နောက်တဲ့တပုံးနေနဲ့ NUG အစိုးရကိုအတိမတ်ပြုထိတွေ့ဆက်ဆံနေတဲ့တီမောနိုင်ငံကိုအာဆီယံဖွဲ့ဝင်ဖြစ်ခွင့်မပေးဖို့မြန်မာစစ်ကောင်စီကအာဆီယံဥက္ကဋ္ဌထံကိုစာပေးပို့တဲ့ကြောင့်တင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကိုအတိမတ်ပြုထိတွေ့ဆက်ဆံနေတဲ့တီမောနိုင်ငံကိုအာဆီယံဖွဲ့ဝင်ဖြစ်ခွင့်မပေးဖို့မြန်မာစစ်ကောင်စီကအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကိုကန့်ကွက်စာပေးပို့လိုက်ကြောင်းသိရပါရယ်။မြန်မာစစ်ကောင်စီကတီမောနိုင်ငံကိုအောက်တိုဘာလမှာအာဆီယံဖွဲ့တွင်ကိုဝင်ရောက်ခွင့်ပေးမှာကိုထောက်ခံမှာမဟုတ်ကြောင်းလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကိုစာပေး းဖို့တည်ရင်ဝင်အကြောင်းကြားလာခြင်းဖြစ်ပါတယ်။ဒီမောနိုင်ငံကအာဆီယံပြည်ညင်စာနှပ်ပြတ်ထန်းထားတဲ့အတိုင်းတနိုင်ငံရဲ့ပြည်ရင်းကိုတနိုင်ငံကဝင်ရောက်မဆွတ်ဖက်ရေးကိုလိုက်နာဖို့ပြက်ကွက်ကြောင်းနေပြည်တော်ကအာဆီယံဥက္ကဋ္ဌမလေးရှားတံကိုပေးပို့တဲ့စာမှာအကြောင်းကြားထားပါတယ်။ဒီမောနိုင်ငံအနေနဲ့အာဆီယံဖွဲ့ဝင်နိုင်ငံနဲ့စန့်ကျင်တဲ့ဖွဲ့စည်းများအထူးသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်လက်ရှိစစ်ကောင်စီကိုစန့်ကျင်နေတဲ့ဖွဲ့စည်းများကိုထိတွေ့ဆက်ဆံခြင်းမှာရှောင်ကျဉ်ကြဖို့စစ်ကောင်စီကတိုက်တွန်းထားပါတယ်။ နေပြည်တော်ကပေးပို့တဲ့စာမှာဒီမော်ဆူယာကမြန်မာနိုင်ငံရဲ့ပြည်ရင်းရေးကိုဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒကို ပြောင်ပြောင်တင်းတင်းချိုးပေါကကအာဆီယံဖွဲ့ဝင်ဖြစ်တီမောကိုဝင်ခွင့်ပေးဖို့ထည့်သွင်းစဉ်းစားမှုကိုပြက်ပြက်သားသားပင်ချဆန့်ကျင်ရမှာဖြစ်ကြောင်းရေးသားထားပါတယ်။မလေးရှားနိုင်ငံမှာအခုနှစ်မေလနောက်ပိုင်းမှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာတီမောနိုင်ငံကိုလာမယ့်အောက်တိုဘာလနောက်ပိုင်းအာဆီယံဖွဲ့ရဲ့၁၇နိုင်ငံများဖွဲ့ဝင်ဖြစ်အတိမတ်ပြုဖို့သဘောတူညီခဲ့ကြပါတယ်။တီမောအနေနဲ့မြန်မာရေးအတွက်ချင်းကပ်ပုံကိုပြန်လည်သုံးသပ်ပြီးမြန်မာနိုင်ငံပေါ်၎င်းရဲ့မူဝါဒကိုပြန်လည်ပြင်ဆင်ဖို့ပြက်ပြက်သားသားကတိကဝတ်မပြခြင်းအာဆီယံဖွဲ့ဝင်ဖြစ်ခွင့်ပေးဖို့ထည့်သွင်းစဉ် င်းစားမှုတွေအလုံးကိုဆိုင်းငံ့ထားဖို့အာဆီယံဥက္ကဋ္ဌနဲ့အာဆီယံတွင်းရင်းမှုချုပ်ရုံးကိုမြန်မာစစ်ကောင်စီကတိုက်တွန်းပါတယ်။ဒါ့ပေမဲ့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါဣဗရာဟင်က NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းအပါအဝင် NUG နဲ့ထိတွေ့ဆက်ဆံခြင်းတွေကိုမေလာတွင်တရားဝင်ပြုလုပ်ခဲ့ပါတယ်။မေလာအာဆီယံထိပ်သီးအစည်းအဝေးမှာစစ်ကောင်စီရဲ့ကိုယ်စားလှယ်နိုင်ငံဆိုင်ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်အောင်ကြော်မိုးကတီမောနိုင်ငံအာဆီယံဖွဲ့ဝင်ဖြစ်စဉ်ကိစ္စနဲ့ပတ်သက်ပြီးမှတ်ချက်မပေးခဲ့လို့သိရပါတယ်။အရှိတီမောလက်စတီနိုင်ငံမှာအမျိုးသားညီညွတ်ရေးအ ဆိုရာ NUG ရဲ့ဆက်ဆံရေးကိုတည်ရဝင်ဖွင့်လှစ်ထားပြီးတီမောသမရာဟွန်စင်းရာမို့ဟော်တာကမြမအရှိကိုနိုင်ငံတကာမှာပွန့်ပွန့်လင်းလင်းထောက်ခံပြောဆိုလျက်ရှိပါတယ်။ NUG နိုင်ငံဆိုင်ဝင်ကြီးတော်စင်မောင်က2023ခုနှစ်မှ2024ခုနှစ်အတွင်းတီမောနိုင်ငံကိုသွားရောက်ခဲ့ပြီးရဲ့နောက်နောက်ဆက်တွဲအနေနဲ့ NUG ရဲ့ဆက်ဆံရေးကို2024ခုနှစ်အတွင်းဖွင့်လှစ်ခဲ့ပါတယ်။ NUG ရဲ့ဆိုရာတာဝန်ရှိသူတွေကိုတီမောဆိုရာသမရာနဲ့ဝင်ကြီးချုပ်တို့ကအတိမတ်ပြုလက်ခံတွေ့ဆုံတဲ့အပြင်နိုင်ငံတကာမှာလည်းအကြံဖက်စစ်ကောင်စီရဲ့ဆရာနာသိမ့်မှုကိုတီ ီမော်ဆိုရာကရှုတ်ချကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆလတ်ပြီးစစ်ကောင်စီရဲ့မတရားဖန်ဆီးချုပ်နှောင်မှုအတွင်းလုံလောက်တင်းစေဝါကုသမှုမရရှိလို့ဒေါအောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ရဲ့အသက်အနည်း NUG စိုးရိမ်နဲ့ကြောက်တင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီရဲ့မတရားဖန်ဆီးချုပ်နှောင်မှုအတွင်းလုံလောက်တင်းစေဝါကုသမှုမရရှိဖို့ဒေါအောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ရဲ့အသက်အနည်းကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကစိုးရိမ်ကြောင်း NUG ရဲ့ဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါတယ်။မင်းကထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်73မြင်းဆောင်2025မှာ မှ၎င်းကထပ်ပါအတိုင်းပြောဆိုလိုက်ကြပါအကြံဘက်စကောင်စီကမတရားဖန်ဆီးချုပ်နှောင်ထားတဲ့တမရဝန်မြင့်နဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့အတွက်လုံလောက်တဲ့စေဝါကူတာမှုရရှိမနေကြောင်းနိုင်ငံကောင်ဆောင်များနဲ့နိုင်ငံအကျဉ်းသားအားလုံးရဲ့ကျန်းမာရေးအတွက်အန်ယူဂျီကစိုးရိမ်မကင်ဖြစ်ရကြောင်းဦးနေဖုံးလက်ကပြောပါရယ်နိုင်ငံကောင်ဆောင်နေဖြစ်တဲ့နိုင်ငံတော်တမရဝန်မြင့်နိုင်ငံတော် တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ဟာအကြံဘက်စတဲ့ရဲ့မတရားဖန်ဆီးချုပ်နှောင်မှုကိုခံထားပြီးလုံလောက်တဲ့စေဝါကူတာမှုတွေရရှိမနေတာကြောင့်ဒီနိုင်ငံ င်းကောင်းဆောင်တွေနဲ့နိုင်ငံရေးကျင်းသားတွေအားလုံးရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးပင်စိုးရိမ်မကင်းဖြစ်မိပါတယ်။အကြံဖတ်ဆေးအုပ်စုရဲ့လောင်းကန်အချင်းထောင်တွေဟာအချင်းဦးစီးအရာရှိတွေနဲ့တာဝန်ရှိသူတွေအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေပေါ်ရက်ဆက်စွာပြုမှုဖိနှိပ်နေတဲ့လုပ်ရက်တွေအတွက်တာဝန်ယူတာဝန်ခံကြမှာဖြစ်ကြောင်းပြောကြားလိုတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုနေပြီးတော့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့ဖမ်းဆီးချုပ်နှောင်ထားပြီးတွားနဲ့နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာတွေခံစား ားနေရတော့လဲစေကူသားခွင့်အပြည့်ဝမပြီးပဲရည်ရွယ်ချက်ရှိရှိ မြင်းပန်းနေဆက်နေကြောင်းဇွန်လ28ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်တောင်ဆန်းစုကြည်ကိုနေပြီးတော့အထုတ်ထောင်တဲ့ဆလီမိုင်ကွာမှာရှိရဲစစ်စင်ရဲ့အထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့မတရားဖန်ဆီးချုပ်နှောင်ထားကြောင်းလူမှုကောင်ဆောင်မှာသွားတဲ့ပတ်သက်တဲ့ယောဂနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေကိုခံစားနေရပြီးစေဝါကူတာခွင့်အပြည့်အဝမရရှိကြောင်းသိရပါဗျာ။ MPW ဖွဲ့ရဲ့စုံစမ်းအတည်ပြုချက်တွေအရလူထုခေါင်းဆောင်တဝန်ဆန်းစုကြည်ကလက်ရှိချိန်မှာအခြေခံအကျဉ်းသားခွင့်ရဖြစ်တဲ့ထောင်ဝင်စား ဧည့်တွေ့ခွင့်မရရှိပဲအကျဉ်းသားခွင့်ရေးတွေပါချိုးဖောက်ခံနေရကြောင်းတောင်ဆန်းစုကြည်ရဲ့ချုပ်နှောင်ထားတဲ့နေရာကိုလက်ရှိချိန်မှာဒုတိယဗိုလ်ချုပ်ကြီးအစင်ရှိသူကတာဝန်ယူဦးစီးကုတ်ကဲနေကြောင်းသိရပါတယ်။တောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးစေဝါကူတာမှုအချို့ရရှိထားတော်လဲအပြည့်အဝစေဝါကူတာခွင့်မရရှိကြောင်းထောင်တွင်းရှိဆရာဝန်ကသာတာဝန်ရာစီမီတို့ရင်းနဲ့စေကူတာပေးနေတဲ့ပုံစံမျိုးဖြစ်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ပေါက်ခေါင်းမျိုးမှာ PDF များကိုဝင်ရောက်လာမှဆိုလို့စစ်ကောင်စီကပေါက်ခေါင်းအုပ်တွင်းလန်းနဲ့ပေါက်ခေါင်းတောင်ငူလန်းတွေကိုဇက်တိုက်ဖြက်စီးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပေါက်ခေါင်းမျိုးနယ်မှာ PDF များကိုဝင်ရောက်လာမှဆိုလို့စစ်ကောင်စီကပေါက်ခေါင်းအုပ်တွင်းလန်းနဲ့ပေါက်ခေါင်းတောင်ငူလန်းတွေကိုဇက်တိုက်ဖြက်စီးနေကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။ဇူလိုင်လ10ရက်နေ့ညနေ9:30မိနစ်30အချိန်ပဲခူးတိုင်းပေါက်ခေါင်းမျိုးနယ်ညောင်ကုန်းရွာနီးရှိပြည်တောင်ငူလန်းကိုစစ်ကောင်စီကအမြေကော်ဇက်များပတ်ဖိုးများနဲ့ဖြက်စီးသွားကြောင်းသိရပါရယ်။ထို့အတူဇူလိုင် င်းလာတည့်ရနေ့မနက်7:00နာရီချိန်ပေါက်ခေါင်းမြို့နယ်ပေါက်ခေါင်းအုပ်တွင်လမ်းပိုင်းစံကုန်းကျေးရွာနယ်ဂျူကုန်းကျေးရွာကြားလမ်းနေရာကိုစစ်ကောင်စီတပ်ကဖျက်ဆီးသွားကြောင်းသိရပါရယ်အလားတူဇွန်လ20ရက်နေ့ညနေ6:00နာရီချိန်ပေါက်ခေါင်းအုပ်တွင်လမ်းနှစ်နေရာကိုစစ်ကောင်စီတပ်ကဖျက်ဆီးသွားကြောင်းပေါက်ခေါင်းမြို့နယ်နီးပါးစင်းရွာနယ် တောင်လေကျေးရွာကြောင့်ဂွေးပင်ကုန်ကျေးရွာနီးပေါကောင်းအုပ်တွင်လမ်းပိုင်းနေရာကိုတောင်လေတာဝါရင်ရဲကင်းမှပိုကြီးအောင်မြင့်မြတ်ဦးဆောင်နေအင်အား9ဦးပါစစ်ကြောင်းနဲ့လုံခြုံရေးဖြည့်ဆည်းသွားကြောင်းသိရပါရယ်စစ်ကောင်စီကပေါကောင်းနေအုပ်တွင်အဆက် တောက်တက်လမ်းပိုင်းနေရာကိုလည်းမြေကောဆက်တွေနဲ့ဖန်ဆီးထားကြောင်းအဓိကလမ်းတွေကိုဖျက်ဆီးရမှာ PDF ကဝင်ရောက်လာမှာဆိုလို့ဖြစ်ကြောင်းလမ်းတွေဖျက်ထားတော့ဒေသခံပြည်သူတွေကျမ်းမာရေးပညာရေးစားတောက်နဲ့ကုန်စည်တိမ်ပို့ဆောင်ရေးအခက်တွေ့နေရလို့ဆိုပါတယ်ပဲခူးတိုင်းပေါက်ခေါမျိုးနဲ့မှာစစ်ကောင်စီတပ်တွေနဲ့တော်လိုင်းတပ်များအကြားစီးရင်တင်မာနေပြီးစစ်တပ်ကမြို့ပေါ်နေရာတွေကလွဲပြီးကျန်နေရာတွေအလုံးကိုစိုးမိုးနိုင်ခြင်းမရှိတော့ပဲပြည်သူကာကွယ်တပ်တွေကအဓိကချုပ်ကင်တာကြောင်းဒေသခံတရင်ရင်းမြစ်တွေကပြောတယ်လို့ဖော်ပြပါရှိပါတယ်ရှင်